လောကဒဏ်နဲ့ရင်ဆိုင်ရတဲ့အခါရင်ဆိုင်နိုင်မယ်။ရှောင်ပြေးမှုကြိုးစားတာနှစ်ခါရှုံးပါလေ။လောကဒဏ်ကိုတစ်တည်းပဲရင်ဆိုင်ကြည့်လိုက်ပါ။အဆိုးလေးကလည်းအကောင်းကိုရှာကြည့်ပါ။ကိုဒုက္ခရောက်နေတဲ့အချိန်မှာမိကောင်းဆွေကောင်းတွေကကိုဘွားတွေကို လာမင်းရဲ့အလင်းရောင်လိုစိတ်ဝင်ရောက်ရှိလာတတ်သလိုပဲတိရွတ်ကြွေနေတူတဲ့မိတ်ဆွေအတူရောက်နေရလေ။ ကို့အနာကနေအဝေးကိုလွင့်သွားပါလိမ့်မယ်။လောကဒဏ်ကကို့ကိုပို့ပြီးရင့်ကျက်တန်ဆွမ်းလာအောင်လို့ထုထောင်ပါလိမ့်မယ်။ကိုကတတိရှိရှိရစားလိုက်ဖို့ပဲလိုပါတယ်။ဘဝမှာအစစအရာရာအစဉ်ပြေပြည့်စုံပြီးဖြူရှင်နေတဲ့အချိန်မှာတွဲထားတဲ့လက်တွေရာခိုင်မြဲတာတော့မစမ်းကြည့်လာပါဘူး။ဒါပေမဲ့လောကဒဏ်ကြောင့် မုံတိုင်းထဲမှာကစင်ကလေးအဖြစ်နေတဲ့အချိန်မှာတယောက်လက်ကိုတယောက်မြင်းမြင်းဆုပ်ကားအိုင်ပြီးလောကရန်ကိုအရှုံးမပေးဘဲအတူတူရင်ဆိုင်နိုင်ခြင်းကသာ တွဲလက်တွေကိုပို့ပြီးတော့မြင်းမြင်းတမ်းပါစေတာဖြစ်ပါတယ်